furniture freedom ကိုရောက်ဖို့ဆိုရင်အခြေခံဖြင့်ဆင်လေးစင်ရှိပါတယ်အားလုံးပဲမြင်လာပါဒီနေ့မှာတော့ကျွန်တော်က furniture freedom ကိုရောက်ဖို့ဆိုရင်လိုအပ်တဲ့အခြေခံကြရတယ်ပေါ့နော်အဆင်လေးစင်အကြောင်းပြောပြပေးသွားခြင်းပါငွေကြေးပူပေါင်းမှုကင်းတဲ့ဘဝငွေကြေးလွတ်လပ်တဲ့ပေါ့နော်ဘဝ furniture freedom ကိုရောက်ဖို့ဆိုရင်ကျွန်တော်တို့အခြေခံဖြင့်အဆင်လေးစင်ရှိပါတယ် ထမဆင်ကတော့ financial stability ဖြစ်ပါတယ်။တော့ငွေကြေးကြေဝါမှုနဲ့ပတ်သက်လို့ဒါအခြေခံအကြဆုံးအဆင့်လို့ပြောလို့ရပါတယ်။ဒီအဆင့်မှာဆိုရင်ကိုယ်တွက်နောက်ကိုမိသားစုတွက်အခြေခံစာဝတ်နေရေးလို့ဈေးစကားတွေကျွန်တော်တို့ဖြည့်ရှင်းလို့ရလာတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ကအခြေခံကြတဲ့အသုံးစရိတ်တွေပဲဖြည့်ရှင်းနိုင်ပြီးတော့ကိုလိုချင်တဲ့ life plan တစ်ခုအတွက်ကိုငွေကြေးဆိုင်ရာအကန့်အသတ်ရှိနေတဲ့ဒီအဆင့်ကို survival ဆုံးလို့လည်းခေါ်ကြတယ်ပေါ့။ဆိုတော့ကိုယ်အနေနဲ့ပုံမှန်ဝင်ငွေရှိတဲ့အလုပ်တစ်ခုရှိမှဆိုရင်ဒီအဆင့်မှာကျွန်တော်တို့ရည်တည်နိုင်ပြီလို့ပြောလို့ရပါတယ်။ဒုတိယအဆင့်ကတော့ financial security ဖြစ်ပါတယ် financial security level ရောက်လာပြီဆိုရင်ပုံမှန် needs တွေပေါ့နော်ဒီအခြေခံလိုအပ်ချက်တွေအတွက်ဖြည့်ရှင်းလို့ရတဲ့ငွေကြေးပမာဏအပြင်ကျွန်တော်တို့ဒီ wants တွေအတွက်ကိုလိုချင်တဲ့ lifestyle အတွက်ဖြည့်ရှင်းလို့ရတဲ့ငွေကြေးဆိုင်ရာပမာဏတစ်ခုလည်း ပြောရလာပြီလို့ပြောလို့ရတယ်။ဥပမာအဖြစ် shopping tractor ပုံမှန် dining out တွေထွက်စားတာမျိုးတခါနေကျွန်တော်ခီးရေးသွားမယ် entertainment တွေ channel တွေမှာတခါချင်းဝင်ပြီးတော့ရှိရှိတာမျိုးတွေဒါမျိုးတွေတော့ကိုကိုနေချင်း lifestyle တော့ကိုကျွန်တော်ဖြည့်ရှင်းလို့ရတဲ့ငွေကြေးကြော်ဝမှုပုံမှန်တစ်ခုရှိနေပြီလို့ပြောလို့ရတယ်။နောက်တစ်ချက်ကလည်းကိုယ်အနေနဲ့အလုပ်ပြုံမယ်။နောက်အလုံနာလိုက်မယ်ဆိုရင်ကာလအတန်ကြာအထိဖြည့်ရှင်းလို့ရတဲ့ငွေကြေးကြော်မှုလည်းရှိပါတယ်။ဆိုလိုတာကတော့ကျွန်တော်တို့မှာဒီ emergency fund လို့ခေါ်တဲ့ရေပေါ်သုံးငွေစုဆောင်ထားတာမျိုးရှိနေနိုင်ပြီဖြစ်ပါတယ်။ဆိုတော့ ဒီဆက်မှာဆို saving နဲ့ investment နဲ့လည်းဒါအတိုင်းအတာတစ်ခုတည်းစလုံနေပြီလို့ပြောလို့ရပါ တတိယဆင်ရတော့ financial independence ဖြစ်ပါတယ် financial independence ဆိုတော့ဒီငွေကြေးဆိုင်ရာအမိကိုကင်းတဲ့အခြေအနေလို့ပြောလို့ရပါတယ်ကိုပုံမှန်ထဲထဲဝင်လောရတဲ့ဒီ95ပေါ့နော်ပုံမှန်ရုံးတက်ပြီးတော့လုံမှရတဲ့ဝင်ငွေပုံမှန်အပြုတ်ကမမိခိုပဲနဲ့တခြား passive ပင်ငန်းလာညောင်းနေရတယ်ရတဲ့ဝင်ငွေတွေနဲ့ကျွန်တော်တို့ရက်တီလို့ရလာပြီမှထားပါတော့အလုံနားလိုက်တဲ့အလုံပြုတ်တယ်ဆိုလည်းပြဿနာမရှိဘူးကျွန်တော်တို့ပုံမှန်ထဲထဲဝင်အလုံလောရတဲ့အလုံတွေကျွန်တော်တို့မလုံဖက်နေလို့ရတယ်ဒါပေမဲ့တစ်ခါမှကျွန်တော်တို့တိဆောက်ထားတဲ့ဒီ assets တွေကျွန်တော်တို့ရဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေကနေပြီးတော့ပုံမှန်ရနေတဲ့ဝင်ငွေရှိတယ်ဒီဝင်ငွေနဲ့ကျွန်တော်တို့ lifetime ကိုကျွန်တော်နေခြင်းတဲ့လူမျိုးပုံစံဖြစ်ရှင်းလို့ရတယ်ဒီဆက်မှာရေးကြည့်တာက saving လို့ investment လို့ဒါတည်းဝင်လုပ်နေဖို့လိုတယ်သူသဖြင့်တော့ passive income ပုံမှန်ရနိုင်တဲ့ဒီ asset တွေကိုကျွန်တော်တို့ကထေချာလေးတည်ဆောက်ထားဖို့လိုတဲ့ဆင်လို့ပြောလို့ရပါတယ်နောက်ဆုံးဆင်းရတာ furniture freedom ဖြစ်ပါတယ်အမြင့်ဆုံး furniture goal လို့ပြောလို့ရတယ်ငွေကြေးနဲ့ပတ်သက်လို့ နောက်ဆုံးအဆင့်ကတော့ financial freedom ဖြစ်ပါတယ်ကျွန်တော်ငွေကြေးညီမှန်းချက်နဲ့ပတ်သက်လို့အမြင့်ဆုံးအဆင့်လို့ပြောလို့ရပါတယ် financial freedom နဲ့ပတ်သက်လို့တချို့ကတော့ကိုယ်နေခြင်းနဲ့အမြင့်ဆုံး lifestyle အတွက်ကိုငွေကြေးပမာဏကြီးကြီးမားမားကျော်ဝမှုရှိတာကိုဆိုပြီးတော့ဒါအထိပ်ပဲဖွင့်ဆိုကြတာရှိတယ်ထားပါတော့ကိုကကဘာပတ်ပြီးတော့ခီးတွေသွားတာမျိုးစိန်ခံပစ္စည်းတွေနဲ့ကျွန်တော်နေနိုင်တာမျိုးမစိန်ခံအိမ်နဲ့စိန်ခံကားတွေနောက် luxury ပစ္စည်းတွေဒါမျိုးတွေနေနိုင်ဖို့အတွက်လုံလောက်တဲ့ငွေကြေးပမာဏကျော်ဝဖို့လို့တယ်ဆိုပြီးတော့ပြောကြတာရှိတယ်တချို့ကြလည်းအထိပ်ပဲဖွင့်ဆိုကြတာကိုနေခြင်းနဲ့ lifestyle တစ်ခုတော့ကိုငွေကြေးပူပန်မှု ကင်ကင်တောင်ငွေကြီးမိခိုကင်ကင်နဲ့နေနိုင်တဲ့ပေါ့နော်ကျော်ဝမှုပမာဏတစ်ခုရှိတယ်ဆိုပြီးတော့ဖွင့်ဆိုကြတာလည်းရှိတယ်အဲ့တော့ရေးကြီးတာကတော့ဒီ furniture freedom အစင်ရောက်ပြီဆိုရင်အထူးသဖြင့်တော့ passive income တွေကနေပြီးတော့ရှားတဲ့ငွေကြီးကျော်ဝမှုပမာဏတစ်ခုရှိဖို့လို့တို့ငွေကြီးဆိုင်ရာစိတ်နဲ့စိတ်ထားခံယူချက်နောက်ဒီ mindset ပေါ့လေဒါတွေကလည်းကျွန်တော် impact ရေးကြီးပါတယ်ဆိုတော့ furniture freedom ကိုရောက်ဖို့ဆိုရင် financial stability financial security now furniture independence now so furniture freedom ပေါ့နော် ဒီအဆင့်လေးဆင့်ရှိတယ်မိတ်ဆွေအနေနဲ့ဆိုရင်ရောကိုယ့်ရဲ့ငွေကြေးဆိုင်ရာရှင်းမှန်းချက်ကပဲဆင့်ဖြစ်မလဲကိုမမမှတ်ချက်ပြီးတော့လို့ရပါတယ်ကိုယ့်ရဲ့တိုးတက်ရေးငွေကြေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်